စိန်ပန်းမြိုင်တိုးကြီးတွေကမွေညမနဲ့ရုံမာတော့စီးစရာစိန်ပန်းမြိုင်သည်တဘောဝတရား၏လပမှုများဖြင့်ပြည်စုံသောနေရာတစ်ခုဖြစ်သည် နေအောင်ကြီးအောက်တွင်ပန်းများသည့်ရောင်စုံဖူးပွင့်လျက်မွေးရည်နယ်များဖြင့်လီထုကိုပုံမှုလက်ဆက်စီသည်ငှက်ကလေးများ၏တာယာသောတချင်းတံများကတိုးကိုအသက်ဝင်စီပြီးစမ်းကြောင်းငယ်လေး၏တည်တင်းစီးစင်းမှုကတဘောဝ၏တန်စင်ကိုဖြည့်ဆွတ်ထားကြပါသည်ဤတိုးကြီးတွေတွင် မေဖြူနှင့်မေညူဆိုသည့်မွင်ညီမနှုန်းနေထိုင်လျက်ရှိကြသည်သူတို့သည်စိတ်ထားဖြူစင်ပြီးတော့တကူးရှိရသူများဖြစ်ကလူပုံစံတို့ပြောင်းလဲနိုင်စွမ်းလည်းရှိကြပါ၏စိတ်မမ်းမြန်ရဲ့အလှကိုထိန်းသိမ်းရင်သူတို့သည်ငြိမ်းချမ်းစွာနေထိုင်ကြပါ၏ဒီနေရာဟာနှက်ပြီတစ်ခုလိုပဲလို့မေဖြူကမေညူပြောခဲ့ပူပါ၏သူတို့သည်တဘာတရားနှင့်တဟဆာတာဖြစ်စွာနေထိုင်ကြပြီးတော့ဥပုပ်တီလာများကိုလည်းစောင့်ထိန်းကြပါ၏စိတ်မမ်းမြန်ရဲ့အဝေးကရွာတရွာဖြစ်တဲ့ ညောင်ဝိုင်းရောင်မှလူငယ်ကပြားဆရာမောင်မြင့်ကတော့မိဘမိတ်ဖြစ်ပြီးတကူတဲနေထိုင်ရတဲ့သူ ဖြစ်ပါရင်သူ့ရဲ့နှလုံးသားထဲမှာစိန်ပန်းမြိုင်ရဲ့အလှတရားကိုကပြားနဲ့ဖန်ဆိုင်ရင်အိမ်မက်တစ်ခုရှိထားပါရင်ကပြားဆိုတာတဘာဝိုင်းရဲ့နှလုံးသားကိုထိတွေ့စေတဲ့တရားတစင်းပဲလို့သူကယုံကြည်ပါရင်အဲဒါကြောင့်သူကစိန်မမ်းမြိုင်ကိုခရီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါရင်စိန်မမ်းမြိုင်ရဲ့အလှတရားကိုကပြားရီစာရီရေးတင်တာကြောင့်ဖြစ်ပါရင်ခရီးမှာတော့သူကချင်းကြိုက်ခဲရမှု မိုးရွာရင်ရေဆူဆူမှုတောအုပ်ထဲမှာလမ်းပြောင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီခက်ခဲတွေကိုငါကြော်ဖြတ်မယ်လို့သူ့ကိုယ်ကိုအားပေးခဲ့ပါတယ်သူ့ရဲ့ဇွဲလုံးလားနဲ့စိတ်ပိုင်းဖြတ်မှုတွေကြောင့်နောက်ဆုံးမှာတော့စိန်ပန်းမြိုင်ကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီနေရာမှာသူဒီပန်းမြိုင်ရဲ့မွေးရနံစမ်းချောင်းရဲ့တန်စင်နဲ့တဘာဝရဲ့အလှတရားတွေကိုတွေ့မြင်ခဲ့ပြီးတော့အံ့ဩမင်သက်သွားခဲ့တယ်ဒီအလှတရားတွေကိုကြပြားရင်းမှာထိတ်သွင်းရမယ်သူအလိုဆုံးဖြတ်ခဲ့ပါတယ် မောင်မင်းတယောက်စိတ်မမ်းမြိုင်မှာကြပြရေးသားနေစဉ်မွေဖမ်းသူတူရောက်ရှိလာမှုကိုသူသတိပြုမိလိုက်တယ်။၎င်းကမေဖြူနဲ့မေညိုတို့ကိုဖမ်းယူဖို့မော်ဂီတာတန်စင်နေနဲ့ထောင်ချောက်ဆင်ခဲ့တယ်။မေဖြူမေညိုတို့ဟာသူတို့ရဲ့ဥပုပ်တီလာကြောင့်ဒေါသမထွက်ဘဲနဲ့တီးခန့်ခဲ့ကြတော့လေ။ဂီတာတန်စင်ရဲ့တကူကြောင့်သူတို့ဒီအာရင်ချိနေလာခဲ့ပါရင်။မောင်မင်းကဒါဝုံမြင်ပြီးတော့စိတ်ထဲမှာဂယူနာစိတ်ပေါက်ဖွားလာခဲ့ပါရင်။ဒီမွေတွေကိုငါလွတ်ပေးရမယ်။ ူအဲ့ဒီလိုဆုံးဖြတ်ချက်ချခဲ့တယ်။သူဟာမိမိရဲ့ဘိုးဘွားအမွေဖြစ်တဲ့ရွှေလက်စွပ်ကိုငွေဖမ်းနေသူတွေကို ပေးအပ်ပြီးတော့ဒီမွေတွေကိုလွတ်ပေးပါ။ဒီလက်စွပ်ကမင်းအတွက်တန်ဖိုးရှိမှာပါ။အဲ့လိုပြောပြီးတော့တောင်းဆိုခဲ့တယ်။ငွေဖမ်းနေသူဟာလက်စွပ်ကို လက်ခံပြီးတော့မဲဖြူမင်ညိုတို့ကိုလွတ်ပေးခဲ့ပါရင်မဲဖြူမင်ညိုတို့ဟာမောင်မင်းရဲ့ဂိယုနာစိတ်ကိုအလွန်တန်ဖိုးထားခဲ့ကြရင်ဒီနေ့မှမောင်မင်းကစီမံမြရဲ့ရေကန်တစ်ခုတည်းကိုမတော်တဆပြုတ်ကျသွားခဲ့တယ်။ မေဖြူအားသူ့ကိုလင်းမြန်စွာနေပဲကဲ့တင်ပြီးခဲ့လိုက်တယ်။နောက်တစ်ချိန်မှာမောင်မင်းကတိုးအထဲမှာလမ်းပြောက်ပြီးတော့အန်ဒီရဲ့ကြုံတွေ့ရတဲ့အခါမင်းညိုကပဲသူ့ကိုလမ်းပြပေးခဲ့တယ်။မေဖြူမင်းညိုတို့ဟာလူပုံစံနဲ့မောင်မင်းနဲ့တွေ့ဆုံခဲ့ကြတယ်။ကျမတို့ကဒီတော်ရီမှာနေထိုင်တဲ့ညီမနှစ်ယောက်ပါ။အဲ့လိုသူတို့ကမိတ်ဆက်ခဲ့ပြီးတော့သူတို့ရဲ့မွေမျိုးနဲ့ဖြစ်တည်မှုကိုဖုံးကွယ်ထားခဲ့တယ်။သူတို့ကမောင်မင်းကိုစားတောက်တွေပြင်ဆင်ပေးပြီးတော့ဂယုစိုက်ပေးခဲ့ကြပါတယ်။ ရဲတံကြပြီးတဲ့နောက်မောင်မင်းကရွာပြန်တော့မယ့်အကြောင်းကိုမေဖြူမေညိုတို့ကိုပြောပြပါရီမေဖြူတို့ကလည်းညောင်ဝိုင်းရွာမှာဦးလေးတယောက်ရှိကြောင်းသူတို့လည်းညောင်ဝိုင်းရွာကိုသွားမှဖြစ်ကြောင်းကိုပြောလိုက်တယ်မောင်မင်းလည်းဝမ်းသာသွားပြီးတော့သုံးဟောက်သားခီးထွက်ဖို့စီစဉ်ခဲ့ကြရီရွာဝီးရာကြောင်းကာလာတို့ကြသွားခဲ့ကြရီရွာကိုရောက်တော့မွညမပြောတဲ့ဦးလေးဆိုတဲ့သူကလုံခဲ့တဲ့လကပဲဆုံးသွားပြီဖြစ်တယ်။ဒါကြောင့်မေမောင်မြင့်အိမ်မှာပဲညီထိုင်ခဲ့ကြတယ်။ဒါပေမဲ့တနေ့မှာတော့ညောင်ဝိုင်းရွာကို စီစီယာဦးသိန်းဘော်ရောက်ရှိလာခဲ့တယ်။ဦးသိန်းဘော်ကလောဟကြီးတဲ့စီစီယာဖြစ်တယ်။လူနာရီပေါ်မှာလည်းမကျင်နာတက်တဲ့သူပါ။ပတ်စံရရင်အကုန်လုံးတက်တဲ့သူဖြစ်ပါရဲ့။သူကမေမြူနဲ့မေညိုတို့ညီမတို့ကိုမြင်ပြီးတော့သူတို့ပုံစံကထူးဆန်းတယ်။လူတော့မဖြစ်နိုင်ဘူး။လူကြောင့်ဖန်ဆင်းထားတဲ့သူတွေပဲဖြစ်ရမယ်။အဲ့လိုတွေးပြီးတဲ့နောက်စီစီယာကမေပြူမေညိုတို့ရဲ့အမှန်တရားကိုစုံစမ်းသိရှိသွားပြီးတော့၎င်းတို့ရဲ့သွေးသားနဲ့မတီးစည်းဖော်ဆက်ပြီးတော့ရောင်းချဖို့ကြံစီခဲ့တယ်။ ဒီမွေတွေရဲ့သွေးသားနဲ့ဆေးဖော်ရင်ငါဟာနှစ်ပေါင်းထောင်ချီအသက်ရှင်နိုင်မယ်။ချမ်းလေချမ်းသာလာမယ်။သူအလိုတွက်ဆခဲ့ပါရဲ့။အိမ်တော်မှာဦးသိန်းဘဝမောင်မင်းကိုတွေ့ဆုံပြီးတော့လှည့်စားဖို့ကြံစီခဲ့ပါရဲ့။မင်းဖြူမင်းညိုတို့ကမင်းကိုလှည့်စားနေတဲ့မိစ္ဆာတွေပဲ။သူတို့ကမင်းရဲ့အသင်းနှလုံးကိုစားဖို့ကြံစီနေတယ်။အဲ့လိုသူကလိန်ညာခဲ့တယ်။ဦးသိန်းဘတရားအလိန်ညာတွေကိုပြောပြီးတော့မောင်မင်းကိုဆိုင်ရီတစ်ခုကိုခေါ်သွားခဲ့တယ်။အဲ့ဒီဆိုင်ရီမှာ မေဖြူနဲ့မေညိုတို့ကိုဖမ်းမှုတွေထောင်ချောက်များဆင်ထားတဲ့နေရာတစ်ခုဖြစ်တယ်။မေဖြူကတော့မောင်မြင့်ပြန်မလာတာကိုစိတ်ပူပြီးတော့လိုက်ရှာခဲ့ပါရင်အဲဒီနောက်မှာသူတို့ညီမနှုတ်ကလူစိမ်းနှံကိုရပြီးတော့ဒီလူဖမ်းခေါ်သွားတာပဲဖြစ်ရမယ်လို့ဆိုပြီးတော့ဆိုင်ရင်ရှိရကိုလိုက်သွားခဲ့ကြတယ်။ဆိုင်ရင်ကိုရောက်တဲ့အခါမှာဦးသိန်းဘော်ကသူ့ရဲ့ထောင်ချောက်ထဲဝင်လာပြီလို့ဆိုပြီးတော့ရီမောနေလျက်ရှိပါတယ်။အဲဒီချိန်မှာဦးသိန်းဘော်ကမော်ကြီးမုံနဲ့မေဖြူမေညိုတို့ကိုမွေးပုံစံကိုပြန်ပြောင်းစီခဲ့တယ်။ ကြီးမုံစွမ်းကြောင်းမင်းမူညမလေးအားနေသွားခဲ့တယ်မင်းတို့ရဲ့သွေးသားနဲ့ငါစီးဖို့ပြီးတော့ထောက်ရအသက်ရှင်အောင်လုပ်ရမယ်အဲ့လိုပြောပါတယ်မောင်မြင့်ဆန်ဒီဒါဝန်မြင်ပြီးတော့အံ့ဩသွားခဲ့ပါတယ်စီးစရာဦးသိန်းဘော်ရဲ့လောက်ရက်တီကိုတွေ့ပြီးတော့ဦးသိန်းဘော်ကိုစတင်ပြီးတော့တိုက်ခိုက်တယ်အကျိန်းနဲ့တိုက်ခိုက်ကြပြီးတယ်နော်စီးစရာဦးသိန်းဘော်ဟာဆန်ရင်အမြင့်မော်ကနေပြုတ်ကျပြီးတော့တီဆုံသွားခဲ့ပါတယ်မောင်မြင့်လေးမွေးနေကောင်ကိုခေါ်ပြီးတော့ဆန်ရင်ကနေထွက်လာခဲ့ပါတယ်သို့တော့ကြီးမုံအစွမ်းကြောင့် လူဖြစ်သူပြန်မပြောင်းနိုင်ခဲ့ကြပဲရှိနေပါသည်။ဒါကြောင့်မေမောင်မြင့်ကတောင်းရင်မှာရှိတဲ့ယတိကြီးထံကိုကူညီတောင်းရန်သွားခဲ့ပါသည်။ယတိကြီးကလည်းတစ္ဆာရည်စင်ကိုယူပြီးသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ဖြန်းပစ်လိုက်။ဒါဆိုရင်သူတို့ဟာလူပုံစံပြန်ဖြစ်လာလိမ့်မယ်။အဲ့လိုလမ်းညွန်ခဲ့ပါသည်။မောင်မြင့်ကတစ္ဆာရည်စင်ကိုရှာဖွေယူဆောင်လာပြီးတော့မေဖြူမေညိုတို့ကိုလူပုံစံကိုပြန်လည်ပြောင်းလဲစေခဲ့တယ်။၎င်းတို့ကလည်းဝမ်းသာအားရဖြစ်ခဲ့ကြပြီးတော့မေဖြူမေညိုတို့က မင်းရဲ့တတိနဲ့ဂယုနာကြောင့်ငါတို့လွံ့မြောက်ခဲ့တာအဲဒီလိုမောင်မင်းကိုကြီးစုတင်စကားဆိုခဲ့ကြပါရီအဲ့နောက်မှာသူတို့ကမောင်မင်းကိုသူတို့ရဲ့မျိုးနွယ်အကြောင်းကိုဖွင့်ပြပြခဲ့ပါရီကျမတို့ကဝင်မျိုးနွယ်ဖြစ်ပြီမဲ့မင်းရဲ့စိတ်ထားကိုယုံကြည်လို့လူပုံစံဖန်ဆင်းပြီးတော့မင်းနဲ့တွေ့ဆုံခဲ့တာအဲ့ဒီလိုမေဖြူကရှင်းပြခဲ့ကြရင်မောင်မင်းကမေဖြူမေညိုတို့နဲ့အတူညောင်ဝိုင်းရွာသို့ပြန်လည်ရောက်ရှိလာခဲ့တယ်သူတို့ကမောင်မင်းဆိုင်ရဲ့အိမ်မှာလွတ်လပ်စွာနေနေထိုင်ခဲ့ကြပြီးတော့ အိမ်မူကိစ္စတွေကိုလည်းကုညီလှုပ်ဆောင်ပေးခဲ့ကြပါရင်ရွာသားတွေကတော့ဒီမင်းကလေးတွေကစိတ်ထားကောင်းပြီးတော့ယဉ်ကျေးတယ်အဲ့လိုချီးကျူးခဲ့ကြတာပေါ့ကြာလာတဲ့အခါမှာမောင်မြင့်နဲ့မေဖြူတို့ကကျုံနဲ့တူမေတ္တာမျှခဲ့ကြပြီးတော့ချစ်သူတွေဖြစ်လာခဲ့ကြပါရင်ဘဝရဲ့ခက်ခဲတွေကိုအတူတူချင်းဆိုင်ကြမယ်အဲ့လိုသူတို့ကကတိပြုခဲ့ကြပါရင်တနေ့မှာတော့မောင်မြင့်ရဲ့ဉာဏ်ပညာထူးချွန်မှုကိုတိုင်းပြည်အုပ်ချုပ်တဲ့ဘီရင်ကြီးကကြားသိသွားခဲ့ပါရင်မင်းကြီးကမောင်မြင့်ကို နန်းရင်းပညာရှင်ဖြစ်တဲ့ခန့်အပ်ခဲ့ပါရီမင်းရဲ့ကြပြာကြီးကတိုင်းပြည်ရဲ့နှလုံးသားကိုထိစီခဲ့ပါရီအဲ့ဒီလိုဘုရင်ကြီးကချီးကျူးခဲ့တယ်။မောင်မင်းကတော့မေဖြူမေညိုတို့နဲ့အတူနန်းမြို့ကိုပြောင်းရွှေ့ခဲ့ပြီးတော့အေးချမ်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရီ။